မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ17ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်စားပူချိန်များမှာနေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်စီတို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသဂျိုးရုမှာဖမ်းအောင်ရရှိတဲ့ပုံရ ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိုင်အင်တဲ့တမှာတိုင်ထူထက်နေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတိုင်အနေငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်ချုံခြင်း၊မိုးကျွတ်ပစ်ခြင်း၊လျက်ဆေးလက်ခြင်းနဲ့မိုးသီကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ချိုးတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အနှဲငယ်မှာတိမ်အသင့်အတင်ဖြစ်တော်နေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနှဲငယ်မှာလိုင်းအသင့်အတင်ရှိပါမယ်။လိုင်းမြင့်မှာမြမကင်မရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေခန့်ရှိနေပါတယ်။အနက်ဖြန်မွန်တက်ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျကျနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊နေပြည်တော်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရကွက်ကြားမုတ်တချုံရွာပါမယ်။စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှိတ်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတင်အသင့်အတင့်ဖြစ်တော့ပါမယ်။နေပြည်တော်နဲ့ဤတို့ဝိုင်မနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာ တိုင်ရင်တက်တဲ့ဖြစ်တော်ပြီးနေရွက်ကြားမိုးနှဲငယ်ရွာနေပါတယ်အမြင့်ဆုံးပုချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ20ဒီဂရီဆက်စီရဲ့68ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိုင်အထင်အထင်ဖြစ်တော်မှာမယ်အမြင့်ဆုံးပုချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက် ိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တရားပါမယ်။အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆဲလ်စီယက်တရားနှစ်ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ20ဒီဂရီဆဲလ်စီယက်68ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကွချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။